အားလုံးပဲမင်္ဂလာပါရှင် US မှာ FHA တို့မဟုတ် conventional loan နဲ့အင်ဝယ်တဲ့အခါမှာပေါ့နော် credit score ဘယ်လောက်ရှိဖို့လိုအပ်တာလဲ down payment ကရောဘယ်လောက်ပြင်ဆင်ထားရမလဲအကယ်၍များကိုကအင်ဝယ်လိုက်ပြီဆိုပါဆိုပေါ့နော်ကိုရဲ့ mortgage payment တွေကနောက်ကျသွားလို့ရှိရင် late payment တွေဘယ်လောက်ပေးရမလဲ အဲ့တော့ insurance အကြောင်းပေါ့နော်ကျမကဒီနေ့မှာတော့အဲ့ဒီအကြောင်းလေးကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဆိုတော့ပထမအဆုံးတစ်ခုအနေနဲ့ကကျတော့ဒီ FHA loan ပေါ့နော် FHA loan ကကြတော့ဒီ US အစိုးရကနေပြီးတော့မှသူကအာမခံထားပြီးတဲ့ loan ဖြစ်ပြီးတဲ့ခါကျတော့ဒီ conventional loan ကကြတော့လေသူကဒီ ban နေ အာ credit union တွေပြီးတော့ခါကျတော့ဒီ mortgage company တွေကနေသွားတဲ့ loan ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ conventional loan အမျိုးအစားတွေအများကြီးထဲကမှာအသုံးများတဲ့ဒီ conforming loan တွေက Fannie Mae နဲ့ Freddie Mac အကြောင်းပေါ့နော်ဆိုတော့ကျတို့ FHA နဲ့အင်ဝယ်လို့ရှိရင်ကျမတို့ credit score ဘယ်လောက်ရှိဖို့လိုအပ်လဲ down payment တွေရောဘယ်လောက်ပြင်ဆင်ထားရမလဲပေါ့နော်ဆိုတော့ ကျမတို့ရဲ့ credit score က980နဲ့အထက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ကျမတို့ down payment က3.5%ပဲပေးရမှာဖြစ်ပြီးတော့မှအကယ်၍များပေါ့နော် credit score က900နဲ့989ကျားဆိုလို့ရှိရင်တော့အာ down payment ကို10%ပြင်ဆင်ထားမှာဖြစ်ပါတယ်ဆိုတော့ဒီ credit score က900အောက်ရောက်သွားပြီပေါ့နော်499ဆိုလို့ရှိရင်တော့ FHA နဲ့အိမ်ဝယ်လို့မရဘူးဖြစ်ပါတယ်ဆိုတော့ conventional loan အနေနဲ့ဆိုလို့ရှိရင်တော့များသောအားဖြင့်သူက620နဲ့အထက် ဘောနော် credit score ရှိရမယ်ပြီးတော့မှအကယ်၍များမိမိကဘောနော် first time home buyer ဖြစ်တယ်ဆိုလို့ရှိရင်တော့ down payment က3%ပဲအဲ့လိုအမှဖြစ်တယ်ဆိုတော့ဒီမှာတစ်ချက်ပေါ့နော် first time home buyer ဆိုတာဘယ်လိုလူမျိုးကိုပြောတာလဲဆိုတော့ဒီလုံခဲ့တဲ့၃နှစ်တုန်းက US မှာအိမ်မပိုင်ဆိုင်ခဲ့ဘူးတဲ့သူတွေကိုကျမတို့ကအဲ first time home buyer လို့ခေါ်တယ်ပေါ့နော်အကယ်၍များမိမိကဒီ second home တို့ vacation home တို့ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ အာ down payment အနေနဲ့5%ပေးရမှာဖြစ်ပါတယ်ရှင်။ So FHA loan ကိုအသုံးပြုပြီးတော့မှာပေါ့နော်ဘလို property အမျိုးအစားတွေဝယ်လို့ရလဲ conventional loan ကိုအသုံးပြုမှာဘလို property အမျိုးအစားတွေဝယ်လို့ရလဲပေါ့။ So FHA loan ကိုအသုံးပြုမယ်ဆိုတော့ကျမတို့ကဒီ primary residence ပဲဝယ်လို့ရတယ်ပေါ့နော်အဓိကနေအိမ်ကိုပဲဝယ်လို့ရတယ်။ဒါပေမဲ့ conventional loan ကကြတော့ကျမအရှိရပြောခဲ့တဲ့အတိုင်းကအမျိုးအစားတွေအများကြီးရှိတယ် loan product တွေထဲကမှ तू က primary home ကိုပဲဝယ်မလား second home ပဲဝယ်မလား investment property ကိုပဲဝယ်မလားမျိုးမျိုးဝယ်လို့ရတယ်ပေါ့เนาะဆိုတော့ late fees အနေနဲ့ကိုကပေါ့เนาะ mortgage payment တွေမှာနောက်ကျသွားပြီဆိုလို့ရှင်တော့သူကဒီ principal နဲ့ interest ရဲ့4%ပေးရမှာဖြစ်တယ်ဒါကကျတော့ FHA အတွက်ပေါ့เนาะတကယ်လို့ conventional အတွက်ဆိုလို့ရှိရင်เนาะ principal နဲ့ interest ရဲ့5%ကိုပေးရမှာဖြစ်ပါတယ်ရှင့် ဆိုတော့ဒီမှာကျမတို့မေးစရာတစ်ခုရှိတာကပေါ့နော် FHA သို့မဟုတ် conventional loan နဲ့အိမ်ဝယ်ပေးတဲ့အခါမှာပေါ့နော်ကျမတို့ကဒီ insurance payment တွေကိုအမြဲပေးနေရမှာလား insurance payment တွေပေးရမလို့ရနေလမ်းရှိလားပေါ့နော်အဲ့ဒါကိုကျမကဒီနေ့ပြောပြမှာဖြစ်ပါတယ်ဆိုတော့ FHA loan အတွက်ကိုကြတော့ကျမတို့က mortgage insurance premium ကိုအသုံးပြုပေးတဲ့အခါကျတော့ဒီ conventional loan အတွက်ကကြတော့လေ private mortgage insurance ကိုသုံးတယ်ပေါ့နော်ဆိုတော့ မှတ်ထားဖို့က FHA ကကြတော့ MIP ကိုသုံးပြတဲ့ခါကြတော့ဒီ conventional ကကြတော့ PMI ကိုသုံးတယ်เนาะဆိုတော့အဲ့ဒီရဲ့ insurance အကြောင်းကိုကျွန်မမပြောပြခင်မှာပေါ့เนาะဒီမှာရေးထားတဲ့ဒီ loan to value ပေါ့เนาะ LTV ratio ကြောင့်ကျွန်မတစ်ချက်ပြောပြချင်တယ်ဆို LTV ratio ဆိုတာဘာကိုပြောတာလဲ example အနေနဲ့ကျမကနေပြီးတော့မှဒေါ်လာတစ်သိန်းနဲ့အိမ်ကိုကျမကဝယ်မယ် နော်ဒေါ်လာ3သိန်းနဲ့အိမ်ကိုဝယ်ဖို့အတွက်ကျမက down payment အနေနဲ့ဒေါ်လာ1000ပေးထားတယ်။ဆိုရင်ကျမကျန်နေတဲ့ကိုသားငါကြောက်ကျမချီးထားတာပေါ့နော် loan ဖြစ်တဲ့အတွက်ဒီ loan to value ratio ကအဲ loan ငါကြတော့ကိုသားပြီးတော့မှအိမ်ရဲ့တန်ဖိုးက3သိန်းဖြစ်တဲ့အတွက် loan to value ratio က90%ပေါ့နော်အဲ့ဒါက loan to value တွက်ပြတာပေါ့နော်ဆိုအဲ့ဒီမှာဆိုလို့ရှိရင်ကျမက FHA နဲ့အိမ်ဝယ်တယ်10%ကို down လိုက်တယ် အဲ့လိုနဲ့ပေါ့နော်ဒီ loan to value ratio ကို90%နဲ့အောက်ကျမကနေပြီးတော့မှထိန်းထားနိုင်တယ်ဆိုလို့ရှိရင်7နှစ်ကျော်သွားတဲ့အခါမှာကျမကနေပြီးတော့မှဒီ mortgage insurance premium ကိုပေးကြမလို့တော့ဘူးပေါ့နော်ဆိုတော့အကယ်၍များဆဆချင်းမှာကနဦးမှာ10%မတောင်းထားဘူးဆိုလို့ရှိရင်တော့ MIP က life of the loan အငြင်းမ်းပေးနေရမှာနော်ဆိုတော့10% down ထားတယ်အဲ့ဒီရဲ့ LTV 90%နဲ့အောက်အငြင်းမ်းကိုကထိန်းထားနိုင်တယ်ဆိုလို့ရှိရင်နော် uh mortgage insurance premium က cancel ဖြစ်သွားမယ်ပေါ့နော်17 17နှစ်ကျော်သွားပြီးတဲ့နောက်မှာဆိုတော့နောက်တစ်ခုကကျတော့ conventional loan conventional loan ကကျတော့ तू ကဘယ်လိုလဲဆိုတော့ပထမဦးဆုံးပေါ့နော်ကနအူးမှာ20% down payment ပေးထားတယ်ဆိုလို့ရှိရင် conventional loan ရဲ့ insurance PMI ပေးစရာမလိုအကယ်၍မြောက်ကိုကကနအူးမှာ20% down payment မလုပ်လိုက်မလုပ်လိုက်နိုင်ဘူးပေါ့နော်အဲ့ဆိုရင်ကိုကဘယ်အချိန်ဒီမှာ cancel ဖြစ်သွားမလဲပေါ့နော် အကယ်၍များကိုယ့်ရဲ့ loan to value ratio က80%မြောက်သွားပြီဆိုလို့ရှိရင်လည်းကိုက PMI ကို cancel ဖို့အတွက် request လုပ်လို့ရတယ်လို့မျိုးပဲအကယ်၍များကိုက loan to value ratio က80%မှာ cancel မလုပ်ခဲ့ဘူးဆိုလို့ရှိရင်သူ automatic termination ပဲအချိန်မှဖြစ်သွားမလဲဆိုတော့ 88ရာခိုင်နှုန်း loan to value ဖြစ်သွားလို့ရှိရင်သူက auto cancel ဖြစ်သွားမယ် conventional loan အတွက် insurance ကိုဆက်ပြီးတော့မှပေးကြမလို့တော့ဘူးပေါ့နော်ဆိုတော့ဒါကကြတော့ဒီ FHA နဲ့ conventional loan ရဲ့ insurance အကြောင်းကိုပြပြပေးရဖြစ်ပါတယ်သူကနည်းနည်းတော့ရှုပ်တယ်ဒါပေမဲ့အရေးကြီးတယ်ပေါ့နော်ဒါလေးကတော့ကျမတို့အချင်းချင်းလေးပေါ့နော်အကယ်၍မြန်မာမိမိက FHA လုံးနဲ့အိမ်ဝင်မယ်ဆိုလို့ရှိရင် credit score 980နဲ့အထက်ဆိုလို့ရှိရင်တော့ down payment က3.5%လောက်အမှဖြစ်ပြီးတော့အကယ်၍များကိုယ့်ရဲ့ credit score က900နဲ့989ကြားဆိုလို့ရှိရင်တော့10%ပြင်ဆင်ထားမှာဖြစ်ပါတယ်။ဆိုတော့900အောက်ပေါ့နော်499ဖြစ်သွားပြီဆို FHA လုံးနဲ့အိမ်ဝယ်လို့များတော့ပေါ့နော်။ဆိုတော့ဒီမှာ conventional loan နဲ့ဆိုလို့ရှိရင်တော့ကျမတို့က credit score အနေနဲ့620နဲ့အထက်ရှိဖို့လိုအပ်တယ်ပေါ့နော်များသောအားဖြင့် first time home buyer ဆိုလို့ရှိရင်3%ပြင်ဆင်ထားမှာဖြစ်ပြီးတော့မှတကယ်လို့ first time မဟုတ်ဘူးဆိုလို့ရှိရင်တော့5%ပြင်ထားမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ဒီ late fees ပေါ့နော် mortgage payment မှာနောက်ကျသွားပြီဆိုလို့ရှိရင် FHA loan ကကျတော့4%ဖြစ်ပြီးတော့မှ conventional loan ကကျတော့5%ဖြစ်ပါတယ်။အဲနောက်ဆုံးတစ်ခုနဲ့အရေးအကြီးဆုံးပေါ့နော်။အဲ့ဒါကျတော့ဒီ insurance ပေါ့ insurance ကကြတော့ဘလို့လဲဆိုတော့ FHA loan address ဆိုလို့ရှိရင်တော့ mortgage insurance premium MIP ကိုသုံးနာဖြစ်ပြီးတော့မှာ conventional loan address ဆိုလို့ရှိရင်တော့ private mortgage insurance PMI ကိုသုံးတယ်မိမိက10% down payment လုပ်ထားတယ်ပြီးတော့မှာအဲ့ဒီ loan to value ratio ကိုကျမတို့ဆက်တနှစ်အထိထိန်းထားနိုင်တယ်ဆိုလို့ရှိရင်တော့ဆက်တနှစ်ကျော်ဝိုင်းပြည့်တဲ့နောက်မှာ MIP ပေးစရာမလိုတော့ဘူး conventional loan address ဆိုလို့ရှိရင်တော့ကနဦးမမိမိက20% down payment လုပ်ထားတယ်ဆိုလို့ရှိရင် conventional loan မှာ uh private mortgage insurance ပေးစရာမလိုတော့ဘူးပေါ့နော်ဆိုတော့ဒါကကျတော့ဒီ FHA နဲ့ conventional loan တို့ကြောင့်ကျွန်မကနေပြီးတော့မှပြပြပေးခဲ့ရဖြစ်ပါတယ်ရှင်ဆိုတော့နောက်ထပ် video မှာပြန်ဆုံပါမယ်ရှင်အားလုံးပဲ bye bye